အဲ့ဒီသရုပ်ပြန်နဲ့ပတ်သက်လို့ဟောထွင်တဲ့လူတွေကလည်းတော်တော်ထွင်ရတာနော်ယဟန်ကယဟန်ကတခုမှာဒီတိုင်းပဲဖတ်သွားတာဒုတိယံဘိဧတမထံဝရာမိသုနာတုမေမစတော့တတိယံဘိဧတမထံဝရာမိဆိုပြီးတော့ ဖတ်ကြတယ်တဲ့အဲ့ဒါကတော့လုံးဝမဖတ်တင်ပါဘူးသူကမဝါစာ၃ကြိမ်ဖတ်ရမယ်လို့ပြောထားတာကမဝါစာကဒုတိယံပြီးတတိယံပြီးပါပြီမလို့ကမဝါစာအပြည့်စုံက၃ကြိမ်ပဲပါအဲ့လိုမပြည့်မစုံလုံးတဲ့အတွက်ကြောင့်နော်ကမဝါစာ၃ကြိမ်ပြည့်အောင်မဖတ်တဲ့အတွက်ကြောင့်အဲ့ဒီကံဟာ မအောင်လဲမအောင်မြင်ပါဘူးလို့လဲမလို့သိမှာဒီပြောလို့ခစ်ကအတူခစ်ကိုအတူခစ်ဆိုတော့မြန်မြန်ပြီးအောင်ဒါလည်းမြန်မြန်ပြီးအောင်ဆိုပြီးတော့မလို့နိုင်ရင်လဲစောစောစီးစီးမလို့ဖဲနဲ့နေတာကောင်းတာပေါ့လုံးလို့ရှိရင်လည်းပဲအဲ့ဒီလိုနော်မလေးမစားမလို့တာအကောင်းဆုံးပါလေအဲ့ဒါကြောင့်မလို့ ဒီထွင်တာကကိစ္စမရှိဘူးကံပြည့်အောင်ထွင်တာကြတော့မကောင်းဘူးပေါ့နော်ဘေးကဘေးရွတ်တယ်ဆိုတာကံဆောင်တာမဟုတ်ဘူးဘာလို့အန္တရခင်းအောင်လို့ရွတ်တာဘေးရွတ်တာပဲဖြစ်ဖြစ်ကမဝါစာပဲရွတ်တာပဲဖြစ်ဖြစ်အခုလို့ကုန်းပလုတ်ပလောင်းနဲ့အစာရီ အဲ့ဒါယွလဲယွစားလဲစားနော်ပါဇတ်ထဲမှာအမိသာရှိရင်ပေးယွတာလဲမကောင်းပါဘူးကမဝါစာယွတာလဲမကောင်းပါဘူးဒါဆရာကောင်းတပိမပီးရတာပေါ့ရှေးကစရောကြီးတွေဆောင်ရွက်သွားတာကိုဒီလိုတို့ကအတုယူရမှာနော်ဘလို့ဘလောင်းနဲ့စားရင်လည်းယွတယ်ဆိုတော့ ရွတ်တဲ့ဟာလည်းပြီးပြီးသားသားဖြစ်မလာဘူးเนาะအဲဒါကြောင့်မလို့ပေးရွတ်တယ်ဆိုတာလည်းပဲပါတော့ပေးလာတဲ့ပုဂ္ဂိုလ်တွေကုလုံးလို့စီဖြစ်နေတဲ့ဘေးအန္တရာယ်တွေကင်းအောင်ဒီလိုနှလုံးထားပြီးတော့ရွတ်ရမှာเนาะတောင်းဝန်ကြည်ရင်ပြီးရောဆိုပြီးတော့လှုပ်တာကတော့လုံးဝမလှုပ်သင့်တဲ့ကိစ္စเนาะ မလုံသိတဲ့ကိစ္စလားအဲဒါကြောင့်မလို့ဟိုကိုကချင်းမြောက်ရတယ်ဆိုရင်မလို့အဲဒီလိုပေါ်ပေါ်တန်တန်မလို့တဲ့ဘာကိုပေါ်ပေါ်တန်တန်လို့တော့လဲတရားတကမကလည်းဘာဖြစ်လာပေါ်ပေါ်တန်တန်မလို့တော့သူတို့ကလည်းကိုယ်လေးစားမှုမရှိဘူးလေးစားမှုလည်းမရှိဘူးဒီဖြစ်တဲ့ဖြစ်တိုင်းတဲ့အန္တရာယ်ကင်းတဲ့ကိစ္စလည်းပဲ စေတနာမပါဘဲနဲ့လို့စေတနာမမှန်တော့အစွမ်းမထက်ဘူးပေါ့နော်စေတနာမမှန်တော့အစွမ်းမထက်ဘူးဒါကတည်တည်ချာချာစေတနာနဲ့လောရတာဘေးရွတ်တယ်အကျိုးစုနော်ဘေးရွတ်ပြီးလိုက်တာနဲ့အာယောဂတက်တာသွားတယ်ဒါတွေရှိပါတယ်အဲဒါကြောင့်မို့လို့ဒီပြောတော့မေတ္တာ မေတ္တာစိတ်ကိုရှည်သွားမြုပ်ပြီးတော့ယွတ်ပါနောက်ပြီးတော့ယွတ်တဲ့အခါမှာလည်းပဲကိုယွတ်နေတဲ့ပရိတ်တော်အ ਨੇ အဓိပ္ပာယ်တွေနှလုံးသွင်းပြီးတော့ယွတ်ရတယ်ဟောအ ਨੇ အဓိပ္ပာယ်တွေနှလုံးသွင်းယွတ်ရတယ်ယွတ်တဲ့ပရိတ်ကိုကမ္မဝါပဲယွတ်ယွတ်ပရိတ်ပဲယွတ်ယွတ်ယွတ်လိုက်တဲ့ဟာကလည်းပဲ ပြီးပြီးသားသားယူရတယ်နော်အဲ့ဒါဆိုရင်ဒီပေးယူတာအင်မတန်အကျိုးရှိပါအဲ့ဒီလိုမဟုတ်ဘူးစေတနာလည်းမပါဘူးမေတ္တာလည်းမရှိဘူးနော်ဘာရလို့ညာရလို့လျွတ်တယ်ဆိုတဲ့ကောဒီပေးကမစွန့်တော့ဘူးနော်အဲ့တော့ကံပြည့်မပြည့်ကတော့ကံမဟုတ်တဲ့အတွက်ကြောင့်ကံတော့ကံပြည့်တယ်လို့ပြောတော့မြတ်သို့ပဲမယ်လို့လုံးတဲ့ဆောင်ရွက်တဲ့လုံငန်းအကျိုး 天天在闹，没吃饱。